ဖိလစ်ပိုင်နိုင်ငံမှာတောက်ကြံနေမနေ့အစောပိုင်းကလုတ်ခဲ့တဲ့ပြင်းအား9.4ရှိတဲ့ငရင်ကြောင့်အ ਨੇ ဆုံးလူခဏဦးသေဆုံးခဲ့ပါတယ်အခုဗီဒီယိုထဲမှာတွေ့မြင်ကြရတဲ့အတိုင်းငရင်ဟာနိုင်ငံအရှေ့ပိုင်းမင်တာနာဝကျွန်းကိုဗဟိုပြုပြီးတော့မနေ့9:43မိနစ်မှာလုတ်သွားခဲ့တာလို့ဆိုပါတယ်ပထမငလျင်လုတ်ပြီး9:00လောက်အကြာညနေပိုင်းမှာပြင်းအား6.9ရှိတဲ့ after shock နောက်ဆက်တွဲငလျင်ထပ်လုတ်ခဲ့တယ်လို့ဆိုပါတယ်လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့မတန်းတပ်ပုံတဲ့ဗီဒီယိုတွေအရာ လူနေအိမ်နဲ့အဆောက်အုံတွေအတော်လေးလုခါသွားပြီးပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေလည်းအများပြားတွေ့ရပါတယ်။ငရင်ကြောင့်ဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့ကြီးမားတဲ့ဆူနာမီရေလိုင်းတွေဖြစ်ပေါ်ခဲ့တာတော့မရှိပါဘူး။ဖိလစ်ပိုင်ဟာကီလိုမီတာ၄000ရှည်လျားပြီးပစိဖိတ်သမုဒ္ဒရာထဲက Ring of Fire လို့ခေါ်တဲ့ငလျင်ကျောပေါ်မှာရှိတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ငလျင်တံကိုမကြာခဏခံရလိမ့်ရှိပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးလုပ်ခဲ့တဲ့ငရင်ကြောင့်လူပေါင်းအနည်းဆုံး85ယောက်သေဆုံးခဲ့တယ်လို့သိရပါပါခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ